စင်းမြေပြင်ရဲ့အထင်ကရရိုက်ရင်တစည်းဖြစ်တဲ့ Black Hawk ကိုအားလုံးရင်းနှီးမိသားဖြစ်မှာပါ။ကဲအခုအဲ့ဒီရိုက်ရင်တက်ကလေမှုကိုဖယ်ထုတ်ပြီးလုံးဝအလိုအရောက်မောင်းနေတဲ့နဲ့ drone ကြီးတစည်းအဖြစ်ပြောင်းလဲလိုက်တာကိုပဲစိတ်ထဲမှာမြင်အောင်ကြည့်လိုက်ပါ။ဒါကတစ်ပန်စိတ်ကွင်းရင်မဟုတ်တော့ပါဘူး။အနာကစစ်ရင်နှီးပညာရဲ့တကယ်လက်တွေ့ထလာမယ့်အကြောင်းလဲတခုပါ။ဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုပဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်။ဒီမေခွန်းကစီရင်မဟာပြူဟာတစ်ခုလုံးကိုပြောင်းပြန်လန်ပစ်နိုင်တဲ့မေခွန်းတစ်ခုပါပဲဟုတ်တယ်မလား လီယင်မှုမပါတဲ့ရဟယံတစီဟာလူသားတွေအတွက်အရန်အန်ဒီရဲ့များတဲ့မစ်ရှင်တွေကိုတာဝန်ယူနိုင်သွားမလားဒါမှမဟုတ်ထောက်ပံ့ရေး PC တွေကိုအရင်ကထက်အများကြီးပို့ပြီးထိထိရောက်ရောက်တည်ပို့နိုင်လားမလားအင်းဒီမေကွန်းနေတဲ့ဖြီက U-Hawk ဆိုတဲ့အရာစီကိုဥတီသွားစေပါတယ်ဟုတ်ပါတယ်ဒါကစိတ်ကူးရင်ဇလန်းထက်က မဟုတ်တော့ပါဘူးတကက်လက်တွေပါပဲ Sikorsky Company ကနေပြီးတော့ Black Hawk ရဲ့နစ်ပေါင်းများစွာအောင်မြင်ခဲ့တဲ့ဒီဇိုင်းကိုယူပြီး အနာဂတ်စစ်မြေပြင်အတွက်အတင်တော်ဆုံးဖြစ်မဲ့အလူအလျောက်မောင်းနေနိုင်တဲ့ရန်အဖြစ်အတွင်ပြောင်းလိုက်တာတက်ကဲကိုဖြစ်ရမှန်တစ်ခုဖြစ်နေပါပြီ။ကဲသူ့ရဲ့နာမည်အသက်ကတော့ S70 UAS UHawk ပါ။ဒါပေမဲ့ဒါကိုရိုးရိုးရရင်တစည်းလို့တော့မထင်လိုက်ပါနဲ့။လီယန်မိုးမလို့ပဲကုံစည်းတွေလက်နက်တွေနောက်ပြီး drone အုပ်စုငယ်လေးတွေကိုပါတေဆောင်သွားနိုင်တဲ့ AMR platform ကြီးတစ်ခုဖြစ်အသွင်ပြောင်းထားတာပါ။အဲ့တော့လီယန်မူခန့်ကိုဖယ်လိုက်တော့ဘာတွေထူးခြားသွားလဲကြည့်အောင်။ ထမဆုံးကတော့ကွန်တင်တန်ဆွမ်းပါပေါင်ခရာရီတီတနေဆိုတာကတန်ချက်ကရဲ့အသေးစားတစ်စီဒါမှမဟုတ်စီတာအကီတင်ထားတဲ့ track ကတလုံးစာလောက်ကိုလီဘော့ကနေအသားလေးရှူပြောင်းနိုင်တယ်လို့ပါပဲကွန်တင်တန်ဆွမ်းတယ်မသေးပါဘူးသူ့ရဲ့တွားနိုင်တဲ့ကွာဝေးကလည်းတကယ်ကိုအမခမ်းပါပဲမိုင်၃ချက်ရှိရဆိုတာတော်ယုံတန်ယုံအကွာဝေးမဟုတ်ပါဘူးဒါဟာရန်တိုးနေမီ twin pine လေလက်ထီထောက်ပံ့ရေးပစ္စည်းတွေဒါမှမဟုတ်လက်နက်တွေကိုတခါတည်းတိုက်ရိုက်ပို့ဆောင်နိုင်တယ်ဆိုတဲ့အတေးပဲပါပဲဒါပေမဲ့ ယူဟောက်ရဲ့အချူချားဆုံးမဲ့အားအချီဆုံးစွမ်းရည်ကတော့ drone မိခင်ရင်အထည်အသုံးဝင်တာပါပဲသူဟာ alien effects လို့ခေါ်တဲ့ထောက်လိုင်းရေး drone ဒါမှမဟုတ်တိုက်ခိုက်ရေး drone အသေးစားအစီးမားစေအထိတည်ဆောင်းသွားပြီးစစ်မီပြင်ပေါ်မှာပြားအုံတွေကနေပြားတွေအလုံးဝင်းတွေထွက်လာတယ်လို့မျိုးဖြန့်ချက်ဖြစ်လို့နိုင်စွမ်းရှိပါတယ်ဒီလိုအမခန်းစွမ်းဆောင်ရည်ရှင်ရှိနေပြီပဲ you hawk ရဲ့တကယ်အောင်မြင်မှုရဲ့ရွှေချက်ကနီးပညာအတိဆက်ဆက်ကြောင့်ခြေပဲတော့မဟုတ်ပါဘူး ဆက်စုနှစ်ပေါင်းများစွာစစ်မြေပြင်မှာတက်တည်ပြပြီးသားခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုပေါ်မှာတိစောက်ထားလို့ပါပဲ Black Hawk Yihatin ဆိုတာနဲ့90နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်တဲ့ဂန်ဒဝင်တစ်ခုပါဗီယက်နမ်စစ်ပွဲပြီးမှစတင်ထုတ်လုပ်ခဲ့ရတာကနေဒီနေ့ခေတ်ထိကမ္ဘာတဝန်းကစစ်မီပြင်ပေါင်းစုံမှအားကိုရာဆောင်ရင်တူစီဖြစ်ရပ်တည်နေတော့ပါပဲ။ဒါရပဲသူရဲ့ဒီဇိုင်းကဘလောက်တောင်ယုံကြည်စိတ်ချရပဲလိုက်လျောညီထွေစီတယ်လဲဆိုတာကိုတတ်သိပြနေတာပါ။ အခုဆိုရင်ကမ္ဘာတဝိုင်းကနိုင်ငံပေါင်း36နိုင်ငံမှာ Black Hawk 3တဝိုင်းထမ်းဆောင်နေပါတယ်။ဆိုတော့ဒါကဘာကိုပြနေလဲဆိုရင် Yuhawker Legion ရေးစနစ်တွေပြပင်ထိုင်းတန်ရေးအလုံးယုံတွေနဲ့ Poppy C ထောက်ပံ့ရေးကွင်းဆက်တခုလုံးကကမ္ဘာအနှံ့မှာအသင့်ရှိနေပြီသားဆိုတာပါပဲ။အရာအလုံးကိုအစကနေပြန်ဆရာမလို့တော့ပါဘူး။ ဒါတော့မယ်ယူဟော့အစီအစဉ်ရဲ့ရှုအပ်ချက်လို့ပြောရတာပါပေါ့လက်ရှိမှာကဘာနာမှာထောက်ပံ့ရေးကွင်ဆက်တွေလေ့ကျင့်ရေးအစီအစဉ်တွေနဲ့စစ်ရေးဗျူဟာတွေအားလုံးက Black Hawk အဆင့်ပြရှိနေပြီဒါယူဟော့ကဒီခြေကအဆောက်အပေါ်မှာအလွဲတကူဝင်ရောက်ပေါင်းစည်းလိုက်ရုံပါပဲကဲဒါဆိုရင်တမားယိုးကြရဟရင်တစီကိုအလိုအရောမောင်းနေနိုင်တဲ့ယင်ဖြစ်ဘလို့များပြောင်းလဲလိုက်တယ်လေဆိုတော့အင်ဂျင်နီယာမိုင်းဆိုင်ရာမှော်ပညာကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင် ီနေရာမှာအဓိကကျတာက Scorsky နဲ့ Lockheed Martin တို့ရဲ့ Matrix Autonomy နည်းပညာပါပဲ။ယူရိုရှင်းရှင်းပြောရရင်ဒါဟာဘလို့လေရင်မျိုးစားမှမစိုးထဲ့သွင်းတတ်စင်နိုင်ပဲဦးနောက်တစ်ခုလိုပါပဲ။ဒီစနစ်ကလေရင်မှုမပါပဲပြန်တတ်နိုင်အောင်ထိ ंछ ုပ်ပေးနိုင်ပြီးမြေပြင်ကနေ tablet ခြေလုံးတဲနဲ့တောင်ထိ ंछ ုပ်မောင်းနေနိုင်တဲ့အထိစွမ်းထက်ပါတယ်။အသွင်ပြောင်းလဲတဲ့လုံကန်းစင်လာတော့ရိုးရှင်းပါတယ်။အဆင့်၄ဆင့်ပဲရှိတယ်။ပထမဆုံးခင်မီ fly by wire ထိ ंछ ုပ်စနစ်ကိုတတ်စင်တယ်။ပြီးရင် အဲ့ဒီ matrix autonomy ဥနောက်ကိုပေါင်းထည့်လိုက်တယ်။အဲ့ဒီနောက်လေယာဉ်မှုနဲ့အဖွဲ့သားတွေအတွက်နေရာတွေကိုဖယ်ရှားပြီးနောက်ဆုံးမှာတော့ composite အကြီးကြီးတွေအလွဲတစ်ခုထည့်နိုင်ထုတ်နိုင်ဖို့ content တကားအကြီးကြီးတွေကိုတပ်ဆင်လိုက်တာပါပဲ။လေယာဉ်မှုအခန်းကိုဖယ်ရှားလိုက်တာကအလေးချိန်လျှော်ချဖို့ရပိုအရေးကြီးတဲ့ကြိုးကြီးစုတခုရှိပါသေးတယ်။ အဲ့ဒါကတော့အတွင်းပိုင်းနေရလွတ်အများကြီးပိုကျဲလာတာပါ။ဒါကြောင့်အရင်ကအပြင်ဘက်မှာခြေဆွဲပြီးထဲခွဲရတဲ့ကြီးမားပြီးပုံစံမမှန်တဲ့ကုန်းစည်းတွေကိုအခုရဟရင်ကိုယ်တွေအတွင်းမှာပဲလုံလုံချုံချုံတည်ဆောင်နိုင်သွားပါပြီ။ဟုတ်ပြီ။ဒီလိုဒီအပြောင်းလဲတွေအားလုံးကစစ်မြေပြင်မှာဘယ်လိုမျိုးစွမ်းဆောင်ရည်အသည့်တွေကိုဖော်ဆောင်ပေးနိုင်တယ်လဲဆိုတာကိုဆက်ကြည့်လိုက်ကြရအောင်။ဒီနိုင်ရဲ့ရှင်ချက်ကိုကြည့်လိုက်တာနဲ့ခြားနားမှုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်ကနက်ဆတိုးလာတဲ့အပြင်အရေးကြီးဆုံးကတော့ Naval Strike Missile လိုမျိုးကြီးမားတဲ့လက်နက်စစ်တွေကိုတည်ဆောက်နိုင်သွားတာပါဒါဟာတာမန် Black Hawk တစ်စီးအတွက်လုံးဝကိုမဖြစ်နိုင်တဲ့ရပါ U-Haul ရဲ့လုံဆောင်နိုင်တဲ့ Mission အတိတ်တွေကတကယ်ကိုဆုံးလင်းလာပါတယ်ဥပမာအနေနဲ့သူဟာမြေပြင်တိုက်ခိုက်ရေးစစ်ရုပ်တွေကိုရန်သူနေမြေထဲကိုတိတ်တဆိတ်ပို့ဆောင်ဖိနိုင်တယ်တမဟုတ်ဒရုန်းအသေးစားအုပ်စုတွေကိုလွတ်တင်ပြီးရန်သူလေကြောင်းရန်ကောက်ရေးစနစ်တွေကိုရှာဖွေဖျက်ဆီးခိုင်းနိုင်ပါတယ် အဲ့လိုမစ်ချင်နေတဲ့အရေးအကြီးဆုံးကဝေဟင်းမှာအချိန်ကြာကြာနေနိုင်ဖို့ပါ။တာမိုင်ဟရရင်ကနှစ်နိုင်၃နိုင်လောက်ပဲပြန်နိုင်တဲ့အချိန်မှာယူဟော့ကဆလစ်နိုင်အထိပြန်ဝင်နေနိုင်ပါတယ်။ဒါကြောင့်ဒရုန်းရန်ကောက်ွယ်လိုမျိုးနိုင်ပေါင်းများစွာစောင့်ကြည့်ဖို့လိုအပ်တဲ့မစ်ရှင်တွေဒါမှမဟုတ်ရန်သူလှုပ်ရှားမှုတွေကိုအချိန်ကြာကြာထောက်လန်းဖို့အတွက်အထူးတင့်တော်ပါတယ်။ကဲအဆုံးလက်အနေနဲ့ယူဟော့ရဲ့နောက်ခွေအတိကိတ်မဟာဗျူဟာမြောက်အတွေးခေါ်ကိုကြည့်ကြရအောင်။ ဘာဖြစ်လို့နီးဖင်ရအတ္တဆက်ဆက်တစ်ခုကိုထီးထွင်တာထက်ရှိဗီသာ platform တစ်ခုကိုစင်ကဲပြောင်းလဲတာကပိုပြီးထက်မြက်တဲ့နီလန့်ဖြစ်နေရတာလေစေရနီးပညာမှာခင်မိထို့အတွက်လမ်းနဲ့တွေရှိတယ်လို့ဆိုကြပါစို့တလန်းကတော့ဆက်စွနစ်နေနေချီပြီးဒေါ်လာဘီလီယံပေါင်းများစွာအကုန်ကြခံကလင်းရဲ့အတ္တဆက်ဆက်တစ်စီတိဆောက်တာပါနောက်တလန်းကတော့ယူဟောက်ခဲ့နေလန်ခစ်ပြီးတက်တက်ပြပြီးသား platform တစ်ခုကိုယူပြီးပုံမြန်မြန်ပုံကုံရစေးတက်တာဆိုတာနဲ့အစ်မင့်တင်လိုက်တာပါပဲ ဒီနီလန်းကလေရင်ဘိုးတွေအတန်းအတည်းကိုရှော်ချပေးတယ်။လက်ရှိတပ်ဖွဲ့တွေနဲ့အလွဲတကူပေါင်းစည်းနိုင်တယ်ပြီးတော့အချိန်နဲ့ငွေကုန်ကြေးကြကိုအချီးအကျယ်ခွေတာပေးပါတယ်။ဒါဟာအနာဂတ်အသက်ပင်စင်တွေနဲ့လက်ရှိလိုအပ်ချက်တွေကိုပါတပြိုင်တည်းဖြည့်ဆည်းပေးနိုင်တဲ့အရန်ကိုလက်တွေ့ကျတဲ့ဖြည့်ရှင်းချက်တကူပါပဲ။ဒါကြောင့်နောက်ဆုံးမှမေးစရာရှိလာတာကတော့တကယ်တီထွင်စံတက်မှုဆိုတာအရာရာကိုအစားကနေပြန်စားခြင်းလားဒါမှမဟုတ်အတိတ်ကအောင်မြင်မှုတွေပေါ်မှာထပ်ထပ်ပြက်ပြက်ပြန်လဲတိဆောက်ခြင်းလားဆိုတာပါပဲ ယူဟော့ကက်ဖြစ်ရကတော့ဒုတိယအဖြစ်ကိုရှင်းရှင်းလင်းလင်းမြွန်းပြနေပါတယ်